အဒီနေ့စစ်စင်ရမှာကနံပါတ်6เนาะတို့သမီးရဲ့ရေချင်းခေါင်းစဉ်ကြီးရေချင်းဆိုရယ်ခေါင်းစဉ်ကြီးနဲ့အဲ့ဒီခေါင်းစဉ်ကြီးအောက်ကခေါင်းစဉ်သေးလေးဖြစ်တဲ့အဲရှေးဦးမြတ်တာမြတ်တာနဲ့ချစ်မြတ်လို့ခြင်းပေါ့เนาะအဲ့ဒီဟာကျွန်မစစ်စင်ရမှာဖြစ်တယ်လို့ page 22 23 24ဖြစ်ပါတယ်လို့အဲ့တော့သရိုသမီးဆိုတော့ပေါ့နော်အဗျာဒိတ်16 6ကနေ9မှာပြောထားတယ်ပေါ့နော် တို့တိုးတငယ်ရဲ့မင်္ဂလာပေါင်းမင်္ဂလာဆောင်ပွဲဆိုတာကတို့သားခရစ်တော်နဲ့လက်ထပ်ရမယ့်အောင်မြင်သောယုံကြည်သူများရဲ့မင်္ဂလာဆောင်ပွဲဖြစ်တယ်ပေါ့နော်အဲ့တော့တို့သမီးတူဖြစ်ဖို့ကမလွယ်ကူဘူးအမျိုးသမီးတိုင်းကလည်းတို့သမီးဖြစ်ခွင့်မရှိဘူးတို့သမီးဖြစ်ချင်ရင်တို့သမီးရဲ့အရေးချင်းနေနဲ့ပြည့်စုံရတယ်ပေါ့နော်အဲ့တော့နံပါတ်6ကခေါင်းစဉ်ကတို့သမီးရဲ့အရေးချင်းဆိုပြီးတော့ခေါင်းစဉ်ဖြစ်တယ် ဒါကို Rebecca အားဖြင့်သူကနှိုင်းရှင်ပြီးပြောပြထားတယ်ပေါ့နော်ဆရာသင်ကအဲ့တော့သူတို့တမီတူးဖြစ်ဖို့တွေအရေးချင်းကဘာတွေလဲဆိုတော့အစင်းလှရမယ်ပြီးတော့ဟိုယောက်ျားနဲ့မဆက်ဆံဘူးတဲ့စင်ကြဲတဲ့အပြုကညာလည်းဖြစ်ရမယ်အသက်အရွယ်ကလည်းပြည့်စုံရမယ်အသက်မပြည့်ဘူးဆိုလို့ရှိရင်သူတို့တမီအတွက် ဖြစ်တဲ့ရေချင်းနဲ့မမမရရှိဘူးပေါ့နော်အဲ့တော့ကဘာဦးကျမ်း24မှာအာဗြဟံနေပြီးတော့ပေါ့နော်သူ့ရဲ့သားဣဇက်အတွက်ဇနီးများရှာဖို့အတွက် သူ့အိမ်မှာရှိတဲ့အသက်ကြီးတဲ့ဗန္နာဇိုးကိုငါပြည်ငါမျိုးသားထံလွှတ်လိုက်တယ်အဲ့ခါမှာအဲ့ဒီမှာရေတွင်းမှာဒီဗန္နာဇိုးကထိုင်နေတဲ့ခါမှာဘာနာဆိုရနေရေဘက်ကာကိုရေတောက်ဖို့အတွက်တောင်းနေပေါ့နော်အဲ့ခါမှာလဲရေဘက်ကာနေတောက်ပါလို့ပြောတယ် တခါတဲ့ကလောက်တွေကိုလည်းရေတိုက်ပါမယ်လို့ပြောပြီးရေတွေထက်ခတ်တယ်ပေါ့နော်။ဒါကြောင့်အရေဘက်ခါကဒီသူတို့သမီးတူမှရှိတဲ့အရေးချင်းတွေကိုသူ့ထဲမှာထပ်ပြီးတော့တွေ့ရတယ်ပေါ့နော်။စိတ်စီရင်တာကောင်းတာလည်းတွေ့ရတယ်။အလိုက်တိတယ်အလိုက်တိတတ်တယ်။အလုတ်ကိုလည်းမခိုမခတ်ဖဲနဲ့ဖြက်ဖြက်လက်လက်လုတ်တတ်တယ်ပေါ့နော်။အလုတ်ကြမ်းလည်းလုတ်တယ်။ပိတ်၁၉မှာဆိုပြောထားတယ်နော်။ရေဘက်ခါကတဲ့ကလောက်အုပ်တွေအတွက်ရေကိုတဲ့အဆက်မပြတ်ခတ်တယ်ပေါ့နော်။ အများကြီးပဲသူခက်ရတာပေါ့နော်ဒါပေမဲ့သူကမငြင်းမညူပဲနဲ့သူဟာသူ့မှာရှိတဲ့ဒီခွန်အားနဲ့သူကရေတွေအများကြီးခက်ပြီးရခါမှာကလုတ်တွေကိုလည်းသူကရေတိုက်တယ်ပေါ့နော်ပြီးတော့သူကဖော်ရွှေတဲ့အဲ့ဝယ်လဲခြေသူ ဖြစ်တာတွေ့ရတယ်အဲ့တော့ဟေဘီယ73နှစ်မှာကအချို့သောသူတို့သည်ဧည့်သည်ဘုတ်ကိုပြုတည်တွင်ကောင်းမင်တမန်တို့ကိုအမှတ်တမဲ့အဲ့ခံကြပြီလို့ပြောထားတယ်ပေါ့နော်အဲ့တော့ဒီ ကျမတို့ကဒီ effort ပြုတဲ့အခါမှာဘသူ့ကိုမှဘာအောင်မှဆိုပြီးတော့ရွေးချယ်ပြီးတော့ဟိုဘယ်လိုပြောမလဲစဉ်းစားကိုဉဏ်နဲ့မစဉ်းစားအောင်ပေါ့နော်ကျမတို့ကအလုပ်လုပ်ဒီလိုလုပ်လိုက်တဲ့ဟာကောင်းကင်တမန်နေကိုလည်းဟိုကျမတို့က effort ပြုတယ်ဆိုတာမျိုးကိုဖြစ်ဖြစ်ဖြစ်တယ်ပေါ့နော်အဲတရုသားခရစ်တော်ထံကိုတဲ့ပို့ဆောင်ပေးမယ့်အရေးကြီးဆုံးအောင်တယ်တော်ဖြစ်တဲ့ဝိညာဉ်တော်ကိုအလေးထားသူဖြစ်ရတယ်ပေါ့နော်သရိုသမီးကလေ အစင်မြဲမိသားဝိညာဉ်တော်နဲ့ကျမတို့ကအစင်မြဲမိသားတာဖွဲ့ရမယ်။တန်ရှင်ချင်းအသက်တာလည်းရှိရမယ်။တီလာနဲ့ပြည့်စုံသူဖြစ်ရမယ်ဆိုတော့တုတ်တန်37အငယ်10ရက်နေ37မှာတီလာနဲ့ပြည့်စုံတဲ့သူအကြောင်းကိုတော့ပြောထားတာကိုတွေ့ရတယ်။ဒါရုသားယေရှုကိုအကျွင့်မဲ့ယုံကြည်သူဖြစ်ရမယ်တဲ့။ဒါရုသမီးတောက်ဖြစ်ဖို့အတွက်ကနောက်ဥကောင်းတော်ဥကောင်းဖြစ်တဲ့ခရစ်တော်ရဲ့ကိုခန္ဓာထဲမှာလဲကျမတို့ကရှိနေဖို့လိုအပ်တယ်တဲ့ ီးတော့ခရစ်တော်ရဲ့ကိုခန္ဓာမဖြစ်ဘဲနဲ့ဘယ်လိုမှသရိုးသမီးတယောက်ဖြစ်လာမှာမဟုတ်ဘူးတဲ့တော့ကျမတို့ကအသင်းတော်ထဲမှာဘုကောင်းတော်ဖြစ်တဲ့ခရစ်တော်ရဲ့အသင်းတော်ထဲမှာကျမတို့ဟာရှိနေဖို့လိုတယ်ပေါ့နော်ပြီးတော့ဒီသရိုးသမီးဆိုတာကမိုးမလင်းမိထားပြီးတဲ့အခါမှာဖခင်နဲ့အရင်ဆုံးအဲချိန်ယူရမယ်ဖခင်ဘက်မှာမွေးရော်သူဖြစ်ရမယ် ဒရိုသမီးတူဖြစ်ဖို့အတွက်အချိန်ယူပြင်ဆင်မှုလည်းရှိရမယ်ပေါ့ဟိုတပတ်လည်းပြောရနော်အေးတထာတညပဲဘရင်နဲ့နေဖို့ရှိတယ်ဒါပေမဲ့တို့6လတစ်နှစ်တို့ကိုတို့လေခါတဲ့အမွှေးနှစ်သားတွေနဲ့ချွေးထွက်ရင်တောင်မှချွေးနဲ့မနံမဲနဲ့အမွှေးနှစ်သားအနက်နေပဲထွက်ဖို့ရတဲ့ပြင်ဆင်ရတယ်ပေါ့နော်အဲအဲ့တော့ပြီးတော့ဝိညာဉ်တော်ဖျားရဲ့အလင်းပေးလမ်းပြမှုကိုသရိုသမီးကလေခံယူပြီးတဲ့အခါမှာဝိညာဉ်တော်ဖျားနဲ့ကျမတို့ကအစဉ်မြဲမိဒ္ဒရာဖွဲ့ပြီးတဲ့အခါမှာဝိညာဉ်တော်ဖျားရဲ့ ပို့ဆောင်ပေးမှုရှိမှာပဲတို့သားနဲ့ကျမတို့ကလက်ထက်နိုင်မှာဖြစ်တယ်ပေါ့နော်။ဘင်းတော်ဖျားကအခုချိန်မှာကျမတို့ကိုလှပတဲ့ဗဘူးလေးဗဘူးရုပ်လေးဖြစ်ဖို့အတွက်ကျမတို့ကိုထုစစ်နေတဲ့ကာလဖြစ်တယ်။အသက်ရှင်စေတဲ့ဝင်တော်ဖျားကကျမတို့ရဲ့အထဲကိုဝင်ရဖျားရဲ့သဘောတဘာဝတွေဖျားရဲ့ဖြစ်ချင်းတွေဖျားရဲ့ဓာတ်တဘာဝတွေခရစ်တော်မှာရှိတဲ့အရာခတ်သိကိုကျမတို့အထဲမှာအခုမှထည့်ပေးနေတဲ့ကာလဖြစ်တယ်ပေါ့နော် အဲ့ဒီခါမှာမှကျမတို့ကနှစ်လိုဘွယ်ကောင်းတဲ့ဒရိုသမီးအောင်မြင်တဲ့ဒရိုသမီးဖြစ်လာမှာပေါ့နော်အဲ့ဒီလိုဒီနှစ်လိုဘွယ်ကောင်းတဲ့ဒရိုသမီးအောင်မြင်တဲ့ဒရိုသမီးဖြစ်ဖို့အတွက်ကိုအခုပြင်ဆင်နေတဲ့ကာလဖြစ်တယ်လို့အဲ့တော့အဲ့ဒီဒရိုသမီးဖြစ်တဲ့ကျမတို့ကိုဒရိုသားခရစ်တော်ကလည်းလက်ထပ်ရန်သဘောတူပြီးတော့နှစ်သက်နှစ်သက်ရမှာပေါ့နော်အဲ တဘရသားဒီဒရိုသမီးဆိုပြီးတက်လာတဲ့လူကိုမနှစ်သက်ဘူးဆိုပြီးညင်းပယ်တယ်ညင်းမယ်တဲ့ဟာမျိုးလည်းရှိတယ်မလားအဲ့ခါကျတော့ကျမတို့ကကျမတို့ဟာဒရိုသမီးအသက်တာဟုတ်ခရစ်တော်ကကျမတို့ကိုတကယ်ပဲနှစ်သက်ပြီးတဲ့ခါမှာကျမတို့ကိုအဲတဘောတူပြီးတော့နေတဲ့ဒရိုသမီးလိုမျိုးဖြစ်ရမှာပေါ့နော်အဲ့တော့အခုခေါင်းစဉ်ကာကြီးငါကကာကြီးခေါင်းစဉ်လေးကာကြီးကရှေးဦးမြတ္တာနဲ့ချစ်မြတ်နိုးခြင်းဖြစ်တယ် အဲယေရှုခရစ်တို့သမီးတည်တဲ့တို့သားခရစ်တော်ကိုရှေးဦးမေတ္တာနဲ့ချစ်မြတ်နိုးရမယ်။သခင်ယေရှုခရစ်တော်ကိုအကျွမ်းမဲ့ကြည်ညိုသောစိတ်နှလုံးရှိရမယ်။မိမိကိုချစ်တဲ့မိမိကချစ်တဲ့တို့သားဖြစ်တဲ့ယေရှုခရစ်တော်ရဲ့အတန်ကိုပဲကျမတို့ကကြားကျင်ရမယ်။မိမိချစ်တဲ့သခင်ယေရှုခရစ်တော်ရဲ့မျက်နှာကိုသာစိစိရှာပြီးတော့ဖူးတွေ့ဖူးတွေ့ခြင်းရမယ်။ တခင်ယေရှုခရစ်တော်သာတို့သည်ဖြစ်တဲ့ကျမတို့ရဲ့အချစ်ဆုံးအတောင့်တဆုံးအစာငတ်ဆုံးအလိုချင်ဆုံးဖြစ်ရမယ်လူက30 29မှာတော့ဗာပြောထားလဲဆိုတော့သင်ဖျားခင်သာရဖျားကိုစိတ်နှလုံးကျွင်းမဲ့စွမ်းတတ္တိရှိသည်များဉာဏ်ရှိသည်များနဲ့ချစ်လောလော့ဆိုတာကဖျားက ကျမတို့ကိုခိုင်းတာဖြစ်တယ်ကျမတို့မလုံမနေရလုတ်ကိုလုတ်ရမယ်အမိန်ပေးတာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့က ခရစ်တော်ကိုတကယ်ပဲစိတ်နှုံချင်းမဲ့အစွမ်းညံစွမ်းရှိတဲ့မြတ်ကိုစွမ်းရှိတဲ့မြတ်နဲ့ကျမတို့ကချစ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒရိုသမီးဖြစ်တဲ့ကျမတို့ကဒရိုသားဖြစ်တဲ့ခရစ်တော်ကိုစိတ်နှလုံးချင်းမဲ့အစွမ်းရှိတဲ့ရှိတဲ့မြတ်ညံရှိတဲ့မြတ်နဲ့ချီးရမဲဆိုတာကိုကျမတို့ကနေ့တိုင်းနေ့တိုင်းဟာကျမတို့စက္ကန့်တိုင်းကကျမတို့ကသိမှတ်နေရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဖရာအမှုကိုဆောင်ရွက်တာတဲ့ ဖျားကိုချစ်မှသာဖျားကလည်းကျိနဲ့တယ်တဲ့ကျမတို့လည်းဖျားကိုချစ်နေမှပဲကျမတို့ရဲ့အတွင်းထဲမှာလည်းကျိနဲ့ချင်းနေဖြစ်တဲ့ဖြစ်စေတယ်ပေါ့နော်ဥပမာပေါ့လောကမှာတမီးစားတောင်းတဲ့တောက်ချစ်တယ်လို့ပေါ့ကိုကိုသူကချစ်တယ်လို့ပြောတဲ့ခါမှလည်းကျမတို့ကိုဒီကိုရဲ့ရည်စားကိုချစ်ချောင်းပြတဲ့ခါမှကျမတို့ကကျိနဲ့နှစ်သိမ့်ချင်းနေခံစားရတယ်ပေါ့နော်မိမိကလည်းသူ့ကိုချစ်ချောင်းပြောတဲ့ခါမှ သူကလည်းဂျေနန်းနှစ်တိတ်ချင်းခံရတယ်အဲ့ဒီခါမှာမိမိကမိမိရဲ့ချစ်သူကိုချစ်ချောင်းပြတဲ့ခါမှာမိမိမှလည်းဂျေနန်းချင်းဖြစ်စေတယ်ပေါ့နော်အဲ့တော့ချစ်သူကိုလည်းဂျေနန်းချင်းဖြစ်စေတယ်အအမြဲတမ်းတွေ့ကျင်တဲ့အနေဝေးတဲ့ခါမှာလည်းကျမတို့ဖုန်းနေပြောကြရအောင်နော်တစ်နာရီလည်းမပြီးဘူးနှစ်နာရီလည်းမပြီးဘူးသုံးနာရီလည်းမပြီးဘူးနော်နာရီပေါင်းများစွာကျမတို့စကားပြောကြတယ် ဲ့လိုပဲဒရိုသမီးဖြစ်တဲ့ကျမတို့ကဒရိုသားခရစ်တော်အပေါ်မှာရှေးဦးမြတ်တော်မပြပြဖဲနဲ့ချစ်နေရမှာဖြစ်တယ်။အဲ့တော့ယေရှုကိုချစ်တယ်ဆိုကျမတို့ကဒီဖြစ်နှစ်ကွက်တော်ကိုကျမတို့ကဖတ်ရမယ်။ပြီးတဲ့အခါမှာကျမတို့ကအာဆူတောင်းရမယ်။ဖခင်နဲ့ကျမတို့ကစကားပြောရမယ်။ဖခင်ကိုကျမတို့ကချစ်ချောင်းချစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျမတို့ကပြောရမှာဖြစ်တယ်ဆိုပြီးကျမရရှိတယ်ပေါ့နော် page 23ကတော့နာနဲ့မိုးတော့ ရောက်ရောက်လာလာခြင်းနဲ့ခရစ်တော်သာသူမသူမဆိုတာဒရိုသမီးပေါ့နော်ဒရိုဒရိုသမီးရဲ့အတွေ့ထဲမှာအူဆုံးပေါ်လာမှာဖြစ်တယ်ခရစ်တော်ရဲ့ဒရိုသမီးဖြစ်တဲ့ကျမတို့ကလည်းမနဲ့မိုးလင်းတာနဲ့မျက်လုံးနှလုံးဖွင့်တာနဲ့အရင်ဆုံးကျမတို့အတွေ့ထဲမှာခရစ်တော်ပဲအရင်ဆုံးပေါ်လာမယ်ပြီးရင်အာတုတ်တန်ထဲမှာလည်းပေါ့နော်တီလာနဲ့ပြည့်စုံတဲ့ဒရိုသမီးကမနဲ့မိုးလင်းတာနဲ့ထားတယ်ပြီးရင်ဖျားနဲ့အရင်ဆုံးတော့အချိန်ယူတယ် နှုတ်ကပတ်တော်ဖတ်ကျမတို့ကနှုတ်ကပတ်တော်ဖတ်ရမယ်မိမိရဲ့ခါကိုတစ္ဆာတိဟုသောခပန်းတာမကောက်အရင်လဲစေဖို့အတွက်ဖျားထံမှာခွန်အားများစွာနဲ့ကျမတို့ကပတ်စည်းထားရမှာဖြစ်တယ်နှုတ်ကပတ်တော်နဲ့ဝိညာဉ်တော်ရဲ့ဓာတ်ကိုလည်းကျမတို့ကဂိုင်းဆောင်ပြီးတော့ဝိညာဉ်တိုက်ပွဲကိုအမြဲအစဉ်သင်ဖြစ်ရန်ပြင်ဆင်ထားရမယ်တဲ့အဲ့တော့မိမိအိမ်သူအိမ်သားအဒီဒီပေါ့တီလာနဲ့ပြေဆုံးတဲ့သူတို့သမီးက မိမိအိမ်သူအိမ်သားတွေစာတန်ဖြည့်စီးမဲ့အန်ရယ်ကြောက်ရွံ့မှာကိုလည်းမစိုးရင်ရဘူးတဲ့။ဘာလို့လဲဆိုတော့တဲ့သူကတဲ့ခရစ်တော်ရဲ့အသွေးတော်နဲ့လွှမ်းခြုံထားတဲ့ပြီးနောက်ဆူတောင်းကာကွယ်ထားတဲ့အတွက်ကြောင့်ဖြစ်တယ်။နောက်ပြီးတော့အဲ့ရနိုးထတာနဲ့ကျမတို့ကဖုန်းကိုကြည့်ဖို့မဟုတ်ဘူးပေါ့နော်။လောကအရာတွေနားထောင်ပြီးတဲ့အခါမှာကျမတို့ရဲ့စိတ်နှလုံးကိုညစ်ညူးစေဖို့ညစ်ညူးစေဖို့ရတယ်မလုပ်ရဘူးပေါ့နော်။အဲ့တော့ညအခါမှာလည်းအဲ့တော့ဒီမရဲ့အတွေးထဲမှာခရစ်တော်နဲ့ပဲအဆုံးသက်တယ် အဆုံးတတ်တဲ့ခါမှာအဲတို့သမီးရဲ့အိမ်မက်ထဲမှာလည်းပဲပေါ့နော်ကောင်းဖျက်ကိုရောရဲ့ကောင်းမျက်ချင်းနေနဲ့ပြည်နေတာဖြစ်တယ်အဲ့တော့တို့သမီးဖြစ်တဲ့ကျမတို့ဟာညမအိတ်ခင်နှုတ်ကပတ်တော်ကိုဖတ်ပြီးအိတ်မယ်အိတ်မယ်အလွတ်ချက်ထားတဲ့နှုတ်ကပတ်တော်တွေကိုကျမတို့ကမက်ဒီတိတ်လုပ်မယ်နှုတ်ကပတ်တော်ကိုဆင်ခြင်အောင်မြင်ပြီးအိတ်တဲ့အခါမှာကျမတို့ရဲ့အသွေးထဲမှာအသားထဲမှာဖျားခင်ရဲ့နှုတ်ကပတ်တရားစကားတွေကစီးဆင်းနေပြီးတဲ့အခါမှာ ချုံမြင်နဲ့ဖျားထံမှာလာတဲ့အိမ်မက်တွေနဲ့ကျမတို့ကရရှိမှာဖြစ်တယ်ပေါ့နော် ပြီးတဲ့ခါမှာဖျားကလည်းကျမတို့ကိုအိမ်မက်နဲ့စကားပြောမှာဖြစ်တယ်နှလုံးသားထဲမှာလည်းကျမတို့မှာဖျားနဲ့လာတဲ့စကားတွေဖျားထံမှာလာတဲ့အိမ်မက်တွေကကျမတို့တွေကိုလည်းကျင်ရက်ဝမ်းမြောက်ခြင်းကိုဖြစ်စေတယ်ပေါ့နော် အဖေ့စ်ဘွတ်ပို့ပြီးတော့အဲ့ရင်တော့ဖျားထံမှာလာတဲ့အိမ်မက်ယူပါယုံဖျားထံကလာတဲ့စကားတွေကိုရမှာမဟုတ်ဘူးအမိမိကြည်ထားမိမိနားထောင်ထားတဲ့မကောင်းတဲ့ဒီလောကအရာတွေကကျမတို့ထဲမှာအကြောက်စရာကောင်းတဲ့အိမ်မက်တွေနဲ့ကျမတို့ကိုလာပြီးတော့တောက်ဆက်မှာပေါ့နော်အဲ့တော့အသူတို့တမီးရဲ့ဝမ်းမြောက်ဆုံးကတဲ့ကိုကိုွယ်ချင်းဖြစ်တယ်တဲ့အမ် ချီမင်းကြီးကိုကိုွယ်ချင်းခံတိုက်တဲ့ဖះကိုကျမတို့တရုတ်သွင်းဖြစ်တဲ့ဖះကျမတို့ကကိုကိုွယ်တဲ့အခါမှာကျမတို့အထဲမှာဝါမြောက်ခြင်းကိုဖြစ်စေတယ်ကျမတို့ဝိညာဉ်နဲ့ဖះဝိညာဉ်တစ်ထက်ထဲကြပြီးတဲ့အခါမှာကျမတို့ကဟိုဘဝင်ဖြစ်တည်အထိကိုကိုွယ်ရတယ်အဲ့ဒီအခါမှာကျမတို့ကဖះမျက်မှောက်တော်ထဲကိုရောက်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဖះရဲ့မျက်မှောက်တော်ထဲမှာဖះရဲ့ယူပါယုံတွေဖော်ရတာဖော်ပြတာတွေတွေ့ရတယ်ခံစားရတယ် အတွင်းထဲကနေပြီးတော့ဖះကစကားပြောတယ်အဲ့ခါမှာအဲ့လိုကိုးကွယ်တဲ့ခါမှာတန်ရှင်သောဝင်တော့ဖះကလည်းဗိတ်တိတ်အရှင်နဲ့စီးလာတဲ့ခါမှာကျမတို့မှာနေရာတိုင်းမှာရှိတဲ့ omnipresence ဆာရှိတယ်ပေါ့နော်အဲ့ဒါကလူတိုင်းမှာရှိတယ်နေရာတိုင်းမှာရှိတဲ့ omnipresent ဒါပေမဲ့ကျမတို့ကဖရာရဲ့ဝิญဉ်နဲ့ကိုယ်ဝิญဉ်နဲ့တထက်သေးကြတဲ့အထိကျမတို့ကိုးခွယ်တဲ့အခါမှာ ကျမတို့မှာ manifest presence ဆိုတာရှိလာတယ်အဲ့ဒါဖရာရဲ့တကိုးတွေနဲ့ခံစားရမှာဖြစ်တယ်အဲ့ဒီအထဲမှာအနာရောဂါငြိမ်းချင်းတွေရှိတယ်လွတ်မြောက်ခြင်းတွေရှိတယ်ပြီးတော့အာဒီမှာဝိညာဉ်တော်စိတ္တခံရသည့်အခါသူမဝမ်းနဲ့ထိခိုက်တယ်တဲ့အဲ့တော့သူမဆိုတာသူတို့သမီးကိုပြောတာပါเนาะအဲ့တော့ချီမောင်းကိုယ်ရဲ့အထမှာကျမတို့ကဖရာစိတ်တော်နဲ့မတွေ့တဲ့အသက်ရှင်ခြင်းနှုတ်ရှာပါဇက်ခန္ဓာစိတ်ဝိညာဉ် အဲအုံနောက်အတွေးခေါ်တွေရှိလာတဲ့အခါမှာကျမတို့ရဲ့ဝိညာဉ်မှာဝိညာဉ်တော်ရဲ့စီးတားခြင်းခံရတယ်အဲ့လိုမျိုးဆိုရင် ကျမတို့ကဖရားရဲ့မျက်မှောက်တော်တဲကိုမရောက်နိုင်ဘူးဖရားစကားကိုမကြားတော့ဘူးအဲ့လိုခါမျိုးမှာသူတို့သမီးကဝမ်းနဲ့စိတ်ထိခိုက်ရတယ်ပေါ့နော်နောက်ပြတော့အတွင်းကန်းဖြစ်တဲ့တန်ရှင်းဆုံးအခန်းဖြစ်တဲ့ကျမတို့ရဲ့ဝိညာဉ်ထဲမှာခရစ်တော်နဲ့မိသားစုဖွဲ့ပြီးခရစ်တော်နဲ့ရင်းနှီးနေဖို့ကိုပဲ သူတို့သမီးကအတောင့်တဆုံးဖြစ်ရမယ်တဲ့ပြီးတော့အကြီးမားပြီးစီးစနစ်ရှိတဲ့အတင်းတော်ကြီးတွေကိုတဲ့သူတို့သမီးကစိတ်ဝင်စားဘူးအရှင်ုပ်ချစ်တော်သခင်သည်အရှင်ုပ်ကိုပိုင်တော်မူ၏သခင်ကိုလည်းအရှင်ုပ်ပိုင်၏ဟုချစ်သူခရစ်တော်ကိုတဲ့မိမိတို့ကိုကိုအားလုံ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 းပုတ်အပ်ပုတ်ပြီးချစ်ရမယ်ပေါ့နော်အဲ့တော့သူတို့သမီးဖြစ်တဲ့ جماعه တို့က ခရစ်တော်ကိုပဲချစ်ပြီးခရစ်တော်ကိုပဲပိုင်ဆိုင်ဖို့လိုသလိုကျမတို့ကလည်းခရစ်တော်ရဲ့အပိုင်ခံခြင်းကိုပဲလိုလိုလားဖို့လိုပါတယ်လို့နောက်ဆက်သိန်းကရင်တော့ပြောဘူးတယ်ပေါ့နော် ကျမတို့ကနှုတ်ကပတ်တော်ဝေထဝေငှနေတဲ့အရှိခန်းနေမှာလည်းကျမတို့ပြောတယ်နော်ကျမတို့လည်းစီစဉ်ကြတယ်ဟိုဒီနေ့ကတဏ္ဍာလည်းပြောပါတယ်ပေါ့နော်ကျမတို့ကနှုတ်ကပတ်တော်ဝေငှနေတဲ့ဆရာတွေကိုဖျားထက်ပို့ချစ်ကြ တတ်ကြတယ်ပေါ့နော်ဖျားထက်ပို့ပြီးတွေ့တာပြီးတဲ့ခါမှာဖျားထက်ပို့ပြီးတော့အဲ့ဆရာတွေကိုယဉ်နှီးမယ်ဆိုလို့ရှိရင်တဲ့ဖျားကကျမတို့ကိုမြောက်မထားသူလို့ပြောမှာဖြစ်တယ်ကျမတို့ရဲ့ဖျားက jealous ဖြစ်တတ်တဲ့ဖျားဖြစ်တယ်သူကိုမချစ်ဖဲနဲ့တခြားကိုသွားပြီးတော့ချစ်မယ်ဆိုလို့ရှိရင်ဖျားသခင်ကမနာလိုခြင်းရှိတယ်ဆိုတော့ကျမတို့သိခဲ့တယ်။ဒါကြောင့်ကျမတို့ကနှုတ်ကပတ်တော် နှုတ်ကပတ်တော်ထက်ဖျားထက်ဘယ်အရာကိုမှဘယ်လူမျိုးကိုမှတွေ့တာလို့မျှဘူးဆိုတော့သိရှိနားလဲရတယ်ပေါ့နော်အဲ့တော့သရိုသမီးဖြစ်တဲ့ကျမတို့ကသရိုသားဖြစ်တဲ့ခရစ်တော်ထံမှာမိမိရဲ့ဝိညာဉ်စိတ်ခန္ဓာသုံးပါးစလုံးကိုရာနှုံးပြေပုံအပ်ပြီးချက်ရမှာဖြစ်တယ်ဆိုပြီးကျမရရှိတာပေါ့နော် page 24ကတော့ စာလံ83 25မှာလေကိုရောမတပါကောင်းဝင်ပုံမှာအရှင်တို့၌အဘယ်သူရှိပါသနည်းဟုရေးထားတယ်ပေါ့နော်အဲ့ဒီငယ်26ဘီမ်ခခွေးမှာကဖျားခင်သည်အရှင်တို့နှလုံး၏အစွမ်းသက်တဲ့အရှင်တို့အစဉ်အမြဲခံစားရဖို့ဖြစ်တော်မူ၏လို့လည်းရေးထားတွေ့ရတယ်ပေါ့နော်အဲ့တော့အဲမြေကြီးပေါ်မှာလဲကိုရောကလွဲရင်ဘာကူမှကျွန်ုပ်အလိုမရှိပါတဲ့ ဲ့တော့ကောင်းကင်မှာရောမြေကြီးပေါ်မှာပါဒရိုသီးဖြစ်တဲ့ကျမတို့ကဒရိုသားဖြစ်တဲ့ခရစ်တော်ကလွဲလို့ဘာကိုမှဆွဲလန်းတန်တစရာအကြောင်းမရှိဘူးဒရိုသားဖြစ်တဲ့ခရစ်တော်ကပဲကျမတို့နှလုံးရဲ့အစွမ်းတက်တိဖြစ်ရမယ်ကျမတို့အတွက်အရာခတ်တိန်ဖြစ်ရမယ်ကျမတို့ရဲ့ဆွဲလန်းတန်တစရာပဲဖြစ်ရမယ်ဘေးတော်တော်ဘာလို့လို့ဘာပြောပြောထိုင်နေသည်ဖြစ်စေထနေသည်ဖြစ်စေ ဒရိုသမီးဖြစ်တဲ့ကျမတို့ကဒရိုသားဖြစ်တဲ့ခရစ်တော်ကိုပဲတဆိုင်တမမတ်ဆွဲလန်းစရာပဲအကြောင်းဖြစ်တယ်အဲ့တော့တို့ဒီမှာပြောရေးထားနော်တို့သမီးဖြစ်တယ်ကျမတို့ရဲ့ပြောမွေ့ခြင်းရှိသမျှဟာလေခရစ်တော်ထံမှမူလအမြစ်ကဆလာဖို့ဖြစ်တယ်တဲ့ လော်ကီပွဲလန်းတပင်များကတဲ့ဒရိုမီဖြစ်တဲ့ကျမတို့ရဲ့စိတ်နဲ့ဝိညာဉ်ကိုအော့အန်စေတယ်ပေါ့နော်အဲ့လိုအော့အန်တာကိုကျမတွေ့တဲ့အခါမှာပေါ့နော်ကျမလေ2008တုန်းကလေမောင့်အီးမှာလှုပ်ဆောက်ဝင်တော့ကျမရဲ့ preceptor ကဖားမဖြစ်တယ်ပေါ့နော်ကျမကိုသူဘာမှတင်မပေးဘူးမင်းမင်းမသိတာရှိရင်မင်းဒါပဲပြောနေတယ်ကျမကနာစင်ဟုံးကနေသွားတယ်ဒီလမ်းကိုကျမမလျှောက်ဘူးသေးပေမဲ့လေသူကသူ့ကိုကျမဘာမှလည်းမသိဘူးဘာမေးရမှလည်းမသိဘူးပေါ့နော်ဒါမဲ့ तू ကကျမကိုလေ မေမေမေပဲပြောနေတာပေါ့နော်ပြီးတော့1997မှာတော့ကျွန်မ Alexandra မှာကြာတော့လေ staff တက်ဆိုတော့အစိုးရစေရုံကလေကျွန်မ preceptor ကကျွန်မကိုနှစ်ပတ်တိတိကျွန်မကိုထက်ချက်မကွာတင်ပေးတယ်ညညနေတနာရနေညနေ၄နာရီအထိပေါ့နော်အဲ staff နဲ့ယောက်ကဘာလုပ်ရမလဲဘာလုပ်ရမလဲဆိုတော့တသင်ပေးတယ်။အဲ့တော့နှစ်ပတ်လည်းပြီးရောကျမကအားလုံးတိသွားပြီ။ကျမရေကူးတက်ပြီးကွာကို။အဲ့ဒီကမှဖားမမောင်အင်းကဖားမလို့မဟုတ်ဘူးပေါ့နော်။မောင်အင်းကဖားမကျမတို့ကျမကိုလေအဖွဲနဲ့လည်းနှင်းဆဲတယ်။ကျမကိုအများကြီးစိတ်ဒုက္ခပေးတယ်ပေါ့နော်။အဲ့ဒီခါမှကျမ6လမပြည့်ခင်ကျမကဟိုပါပေါ့နှစ်ပတ်ကြိုတင်ပြီးတော့ကျမ resignation letter တင်လိုက်တာပေါ့နော်။အဲ့တော့ကျမအဲ့ဒါကြောင့်လမ်းမလေး ဘလောက်မုန်းလဲဆိုအဲ့ဖားတွေပြောတဲ့အတောင်ကြရင်ကျမလေးအော့အန်ချင်းလာတာအော့အန်လာအဲ့လိုပဲပေါ့နော်ဖះကလည်းကျမတို့ကျမတို့ကိုလေအော့အန်ချင်းနေပေါ့နော်အဲ့လိုမျိုးကျမသွားပြီးတော့တွေးမိတာပေါ့အဲ့တော့သူတို့သမီးဖြစ်တဲ့ကျမတို့ကလည်းလောကီပွဲလန်းတပင်စတဲ့ဇာတိဆိုင်ရာလောကဆိုင်ရာတွေကိုတဲ့ကျမတို့စိန်လုံးထဲကအော့အန်နဲ့ထင်ဂျုံမုံရမှာဖြစ်တယ်ဆိုရရှိတယ်ပေါ့နော်ခရစ်တော်အပေါ်ရှေးဦးမြတ်တာနဲ့ချစ်မြတ်မျိုးချင်းမျိုး ရှိသောသူသည်သူပဲတဲ့ခရစ်တော်ရဲ့သရိုသမီးဖြစ်တယ်။ရှေးဦးမေတ္တာနှင့်ခရစ်တော်ကိုချစ်မြတ်မျိုးခြင်းမရှိသောသူနှင့် ခရစ်တော်မိတို့မျှထိမ်းများနိုင်မည်နီ။ရှေးဦးမေတ္တာနှင့်ခရစ်တော်ကိုကျမတို့ချစ်မြတ်မျိုးခြင်းရှိပြီလားဆိုတာကိုကျမတို့ကစမ်းသပ်ရမှာဖြစ်တယ်။စစ်မှန်တဲ့ခရစ်တော်ရဲ့သရိုသမီးက လာစာကောင်းကောင်းယာဓူးမြင့်မြင့်နဲ့ဂုံဓူးဖွဲ့ဓူးများကိုခရစ်တော်ထက်ပိုပြီးစိတ်မဝင်စားရဘူးသူတို့သားခရစ်တော်ကသာလျှင်သူတို့သမီးဖြစ်တဲ့ကျမတို့ရဲ့အမျက်နှိုးဆုံးအရာဖြစ်ရမှာဖြစ်တယ်တဲ့ဟုတ်တယ်လောကမှာအသက်ရှင်တဲ့အခါမှာပေါ့နော်ယာဓူးလိုလားလိုပါတယ်လာစာကောင်းကောင်းလိုလားလိုပါတယ် ဘွဲကုံဒူးတွေလိုလားကျမတို့ဘွဲကုံသူတွေရှိဖို့လဲလိုပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဇာတိအရာလောကအရာတွေကိုသရိုသားဖြစ်တဲ့ခရစ်တော်ထက်ပိုပြီးကျမတို့ကစာငတ်ဖို့စာငတ်လို့မရဘူးစာငတ်ဖို့မလိုတာကိုကျမတို့က သိဖို့အတွက်ဒီမှာဆက်တိုင်းကပြောထားတာပေါ့နော်ခရစ်တော်သားလင်းနဲ့ကျမတို့ရဲ့ဘဝခရစ်တော်ကလွဲလို့ကျန်တာအလုံးကဖွဲ့နေစကွဲပဲဖြစ်ရမယ်ဆိုတာကျမရရတယ်ပေါ့နော်ခရစ်တော်ရဲ့နှုတ်ကပတ်တော်စကားကိုပဲကျမတို့ကတဆိုင်တမန်မိုင်းနဲ့ဖတ်ပြီးတော့စာငတ်နေရမယ်ခရစ်တော်နဲ့ပဲအချိန်ပြည့်စကားပြောခြင်းစိတ်ရှိနေရမယ်ထိုင်နေသည်ဖြစ်စေထားနေသည်ဖြစ်စေအိမ်မှုကိစ္စတွေလုပ်နေသည်ဖြစ်စေ ဘတ်စကားတက္ကစီ MRT စီးနေတဲ့ခါမှာလဲခရစ်တော်နဲ့ပဲကျမတို့ကစကားပြောပြီးတဲ့ခါမှာချီးမွမ်းနေရမှာပေါ့နော်။အိုးသခင်ယေရှုကိုတော့ကိုချစ်ပါတယ်။အိုးသခင်ယေရှုကျမကိုတော်နဲ့ပဲပြည့်ဝလိုပါတယ်။အိုးသခင်ယေရှုကိုတော်မရှိရင်တမီးအသက်မရှင်နိုင်ပါဘူး။ကိုအိုးသခင်ယေရှုကိုတော်သာလင် ကျမရဲ့အရင်းမြစ်ဖြစ်ပါတယ်။ကိုတော်သာလင်ကျမရဲ့အလုံးစုံဖြစ်ပါတယ်ဆိုပြီးကျမတို့က TikTok ကကျမတို့ရဲ့အရာခတ်သိအရင်းမြစ်အလုံးစုံဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျမတို့က Crypto နဲ့ဖျားနဲ့ကျမတို့စကားပြောပြီးနေရမယ်ဒရိုသမီးတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲကျမတို့ကဒီလိုမျိုးသွားတယ်ဆိုတဲ့အခါမှာ ကျမတို့က အသက်တာကဖျားလို့ရှင်နဲ့ဖျားထက်ပေးတန်ရှင်သောဝင်တော်ဖျားအသက်ရှင်စေတဲ့ဝင်တော်ဖျားကျမတို့ထဲမှာထက်ပေးနေတဲ့ဖျားသဘောတဘာဝတွေဖျားဖြစ်ခြင်းတွေဩခရစ်တော်မှာရှိတဲ့အရေးချင်းတွေအားလုံးကျမတို့ထဲမှာပြည့်ဝလာတဲ့အခါမှာကျမတို့ကခရစ်တော်မှာရှိတဲ့နှိမ့်ချခြင်းကိုကျမတို့ကိုယ်ကလုံးလုံးမြတ်ပေးမယ်ဝင်ရှင်တော်ဖျားကကျမတို့ထဲမှာအသက်ရှင်ပေးမယ်ပြည့်တဲ့ခါမှာကျမတို့သူတွေမချင့်နိုင်ဘူးเนาะတခါလေကြားလို့ရှိရင်မချင့်နိုင်ဘူးဆိုတကယ်မချင့်နိုင်တာတိလား အတန်ကြားနေတော့မှမုန်းနေနော်မြင်မြင်ဖို့မပြောနဲ့ဒီလိုမျိုးတွေစိတ်တက်ရှိတဲ့ကျမတို့လူတွေကဒီအသက်ရှင်စရဝင်တော့ဖျားကိုကျမတို့ထဲမှာအသက်ရှင်ခွင့်ပေးပြီးတဲ့အခါမှာဖျားမှာရှိတဲ့အရေးခရစ်တော်မှာရှိတဲ့အရေးအချင်းနေနဲ့ကျမတို့ကပြေဝါပြီးတဲ့အခါမှာတကယ်ပဲဟိုမင်္ဂလာဆောင်တို့သားဖြစ်တဲ့ခရစ်တော်နဲ့လက်ဆက်မဲ့မင်္ဂလာဆောင်ဘွဲကိုဝင်ရမယ့် အရေးချင်းမိတဲ့သတို့သမီးဖြစ်ဖို့အတွက်ကကျမတို့ကတကယ်ပဲဝင်တော်ဖျားတက်ရှင်တော်ဝင်တော်ဖျားကျွန်တော်တက်တာတဲမှာလုတ်လုတ်ဆောင်ပေးနေဖို့ရတယ်ကျမတို့ကစက္ကန့်တိုင်းအနှံရမယ်ကျမတို့ရဲ့စိတ်ကကျမတို့ရဲ့ဒီဝิญဉ်ဘက်ကိုပဲလှည့်ပြီးတဲ့အခါမှာကိုမလုတ်နိုင်တဲ့အရာတွေကိုအိုးဖျားခင်တက်ရှင်တော်ဘုရားတမိထဲမှာ100%အသက်ရှင်ပေးပါ ိုးအဲ့လိုမျိုးနေတဲ့အခါမှာကျမတို့ကအောင်မြင်သောသူထဲအောင်မြင်သောသူဖြစ်မယ်အောင်မြင်တဲ့ယုံကြည်သူဖြစ်တဲ့အခါမှာကျမတို့ဟာခရစ်တော်ရဲ့ဒီမင်္ဂလာဆောင်ပွဲမှာကျမတို့ကပါဝင်နိုင်မှာဖြစ်တယ်ဆိုတာဟာကိုကျမရရှိတာလေးကိုအနေနဲ့စစ်စစ်ပါတယ်။အိုးသခင်ယေရှုကိုရောကိုချစ်ပါ၏။အာမင်